ချမ်းသာမှုကြော်ကြားမှုအာနာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓမြကြီးဂိုးရော်ဂျာကပိုင်ဆိုင်ခဲ့ပါတယ်။သူမသိခင်ပြောခဲ့တဲ့စကားတွေကြောင့်လူတော်တော်များများကပင်လယ်ထဲကိုထွက်ခွာကုန်ကြပါတယ်။ကမ္ဘာပေါ်မှာငါပိုင်ဆိုင်ထားသမျှအရာအလုံးအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောတဲ့စကားကြောင့်အားလုံးက Grand Line ထဲကိုဝင်သွားကြပြီးကမ္ဘာကြီးကပင်လယ်ဓမြကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီ။အရင်ပိုင်းမှာ Don Cree တို့ကိုနိုင်နေပြီး Johnny, Yosa Kune, Nami ကရတနာတင်မောကြီးကိုယူသွားပြီးဆိုပေမဲ့ တကယ်တမ်းမှာ၃ယောက်လုံးရဲ့လက်ထဲကနေနာမီပြန်လူသွားပြီဆိုတာသိလိုက်တဲ့အခါလူဖီတို့ကအံ့ဩသွားပါတယ်။ပြီးခဲ့တဲ့အချိန်ကြီးတုန်းကသူတို့၃ယောက်ဟာဒီမော့ပေါ်မှာအတူတူရှိနေပါတယ်။နာမီကဝေယန်းစာတွေကိုထိုင်ပြီးဖတ်နေကြတာမို့ဂျွန်နီတို့ဟာငွေရမ်းမတ်တဲ့နာမီကို လေးစားပြီးလေးစားနေပါတယ်။နာမီရဲ့လက်ထဲမှာရှိနေတဲ့ဝေယန်းစာကပင်လယ်ဓားကြီးအလုံးဖြစ်နေပါတယ်။ဂျူနီကအားလုံးဟာတော်တော်လေးကိုတာမပြီးလျင်မြန်ဖြတ်လက်နေရမို့နာမီနေနဲ့ဖမ်းဖို့စဉ်းစားနေရင်တွေးတာရက်ဖို့အကြံပေးလိုက်ပါရီအရင်ကအားလောင်ရဲ့တရင်ဆာနာကပြောင်းနေပေမဲ့အခုတလုံးမှအားလောင်ရဲ့တရင်တွေကပြန်ပြီးပေါ်လာနေပါရီ ဒါပေမဲ့အားလုံးရဲ့စွမ်းအားကတော်တော်လေးမြင့်တော်မို့သူတို့အနေနဲ့ဖန်ဆီးဖို့ကမဖြစ်နိုင်ပေမဲ့ Berry May တန်း30ကတော့တော်တော်လေးမှတ်ဖို့ကောင်းနေလို့ပြောနေပါရီအဲ့ဒီအချိန်နာမီကအင်ကြီးလဲမှာမလို့ Johnny တို့ကိုအချားဘက်ကိုလဲခိုင်းပါရီ Johnny တို့ကအသားတကြီးလဲပေးလိုက်ပေမဲ့နှာဘူးစိတ်ထက်နဲ့ငါတို့တွေခဏလောက်ကြည့်လိုက်ကြမလားလို့တိုင်ပင်ပြီးနှစ်ယောက်စလုံးအနောက်ကိုလဲကြည့်လိုက်ပါရီအဲ့ဒီအချိန်နာမီကသူတို့နှစ်ယောက်ကိုရေထဲတွန်းချလိုက်ပါရီ Johnny တို့ကနာမီရဲ့လောက်ရက်ကိုနားမလည်နိုင်တာကြောင့်ဒီသင်းမောကို Luffy တို့ကခဏဆောင်ခိုင်းထားတာလေးလို့ပြောနေပါရီဒါပေမဲ့နာမီကသူဟာလူဖီရိုပင်လယ်များအဖွဲတွေကအဖွဲဝင်မဟုတ်ဘဲခနာပူပေါင်းနေတာပါလို့ဂျွန်နီတို့ကိုရှင်းပြလိုက်ပါတယ် ူရဲ့အဓိကတာဝန်ကပင်လယ်ဓားရီစီကနေပြန်ပြီးခိုးတာဖြစ်တာမို့အခုလိုလှုပ်တာကလည်းသူ့ရဲ့အလုပ်ကိုလှုပ်တာပါလို့ပြောပါရီလူဖီရိုနဲ့အတူတူနေခဲ့စဉ်မှာတကယ်ပြောရွှင်ခဲ့ရတာမို့နောက်တစ်ကြိမ်ရေစမ်းမကုန်မင်းကံမကုန်ရင်ပြန်ဆောင်ခြင်းသေးပါတယ်လို့မှာခဲ့ပါရီအကြောင်းစုံတီးလိုက်ကြတဲ့ဇိုရိုနဲ့ဥဆုပ်ကအကုန်လုံးကိုခတ်ခဲအောင်လုပ်ခဲ့တဲ့နာမီကိုတော်တော်လေးစိတ်ဆိုးနေပါပြီလူဖီရိုကဂျွန်နီရဲ့တင်မောကိုယူပြီးနာမီရဲ့နောက်ကိုလိုက်ဖို့အတွက်ဥဆုပ်တို့ကိုအမိန်ပေးလိုက်ပါရီဇိုရိုကနာမီကိုဒီတိုင်းလွတ်ထားပြီးသူတို့ချင်းချင်းပဲခရီးစားကြမယ်လို့ပြောပါရီ ဒါပေမဲ့လူဖီကလက်မခံမင်းနာမီကိုဖမ်းမှုသာစိတ်အားထက်သန်နေပါရီအဲ့ဒီအချိန်မှာပဲဂူနာကအခင်းဖြစ်ခဲ့တဲ့ဒွန်ခရီရိုစီကိုတင်မောတီတီလေးနဲ့လူတယောက်ရောက်လာပါရီလူတယောက်ထဲသာပါရီတင်မောတီတီလေးဖြစ်နေပေမဲ့ကြီးလိုက်တာနဲ့အချိန်ဝါကအတော်ကိုကြီးပါရီဒွန်ခရီရဲ့တပည့်တွေကအဲ့ဒီလူကိုကြည့်ပြီးတော်တော်လေးကိုကြောက်ရွံ့ကုန်ပြီးသူရဲ့ဆရာကိုလက်မိတရီပေးလိုက်ပါရီအဲ့ဒီလူကသူရဲ့တင်မောကြီးကိုပြက်စီးအောင်လုပ်ခဲ့တဲ့တရားခံမဲဖြစ်တော်မူဒွန်ခရီကနောက်တစ်ချိန်ပြန်တွေ့ကြပြီဆိုပြီးချိန်ဝါနေပါရီတရွေ့ရွေ့ဖြတ်လာတဲ့တင်မောလေးကလူဖီရိုနဲ့မနီးဝဲကိုရောက်လာတာကြောင့် ဇိုရိုကအဲ့ဒီလူကိုမြင်လိုက်ပါ रे မြင်မြင်ချင်းမှာပဲဇိုရိုရဲ့ပုံစံကပြောင်းလဲသွားတာကြောင့်လူဖီကဘာလဲလို့မိလိုက်ပါ रे ဇိုရိုကသူအနည်းနည်းလားလားရှာဖွေနေရတဲ့သူကဒီလူပဲလို့ပြောလိုက်ပါ रे လူဖီကအဲ့ဒီလူကိုအခုမှမြင်မှုတာမို့သူကဘသူလဲလို့မိလိုက်တဲ့အခါအခုမင်းတို့ရှိမှမြင်နေရတဲ့သူကတိမ်ငဲ့မျက်လုံးမီဟော်ပဲလို့ဇိုရိုကဖြေလိုက်ပါတယ်။တိမ်ငဲ့မျက်လုံးမီဟော်ကိုမြင်ရတဲ့စပိုဆောင်ကသူတွေကတော့အကုန်လုံးလမ်းဖြန့်ကုန်ကြပါပြီ။တိမ်ငဲ့မျက်လုံးမီဟော်ဆိုတာ Grand Line မှာ Dogree ရဲ့တင်မော90ကိုဖျက်ဆီးခဲ့တဲ့သူဖြစ်ပြီ အခုပုံတွေကတာမန်လူနဲ့ဘာမှမကွာဘူးလို့ဝေဖန်နေကြပါလိမ့်။အဲဒီဂျာနဲ့တင်မောအကြီးကြီးတွေကိုခုတ်ပိုင်းလိုက်တာကမဖြစ်နိုင်ပေမဲ့မိဟောကဒါသမားတွေအကြောက်ရဆုံးဖြစ်တဲ့တင်းငတ်မျက်လုံးဖြစ်နေတာမို့လို့တေချာပေါက်ကိုဖြစ်နိုင်ပါလိမ့်။ခရီးရတဲ့ဘယ်တွေကမိဟောကိုဘာကိစ္စနဲ့သူတို့နောက်ကိုလိုက်လာတာလဲလို့မေးတဲ့အခါမိဟောကတော့သူ့မှာမမေရရကိစ္စမရှိပေမဲ့အချိန်ပြုံးကျင်တာလေးလို့ပြန်ဖြေလိုက်ပါလိမ့်။အဲ့တော့ကိုမကျေနပ်တဲ့ပင်လယ်ဓမြတွေကသူတို့ရဲ့တနတ်နဲ့မိဟောကိုချိန်ပြီးပြစ်ချလိုက်ပါလိ။ဒါပေမဲ့မိဟောရဲ့လက်တစ်ဖက်မှာရင်ကြီးစံဒီကကြွေပြီးရှောင်ပတ်သွားပါလိ။ ီဖြစ်ပြကြောင်းအံ့ဩနေတဲ့သူတွေကိုဇိုရိုကနောက်ကနေပြီးဒါကသူ့ကိုကြီးစံမထီအောင်လုပ်ပြလိုက်တာလေကြီးစံသွားရလမ်းကြောင်းကိုအသာလေးပြောင်းအောင်သူ့ရဲ့ဓာတ်ကိုသုံးပြီးလုပ်လိုက်တာလို့ရှင်းပြခဲ့ပါတယ်ဒီလောက်သိနေတဲ့ဇိုရိုကြောင်းအားလုံးကလည်းမီဟော့ကိုမျက်စိကျသွားပါတယ်ပြီးတော့ဇိုရိုကမီဟော့ရဲ့ဓာတ်ကိုအခုလိုအသာကလေးဝေရနာအခုမှမြင်ဘူးတာလို့ပြောပါတယ်မီဟော့ကဓာတ်သမားဆိုတာရန်သူကိုနှိမ်နှင်းမှုအတွက်အားရအများကြီးသုံးစရာမလိုဘူးလေလို့ပြန်ပြောလိုက်ပါတယ်ဇိုရိုကင်ထားတဲ့ဓာတ်သုံးချောင်းကိုတွေ့တဲ့မီဟော့ကဘီလေတပြားမဟုတ်ဆိုရီထဲမှာနာမည်တစ်လုံးနဲ့ကြော်ကြားနေတဲ့ဇိုရိုမန်သူလည်းသိလိုက်ပါတယ် အဲ့နောက်ဇိုရိုကမီဟောလိုလူမျိုးနဲ့တပွဲလောက်ပြိုင်ကျင်တယ်လို့အစိန်ခေါ်ပါရီမီဟောကဇိုရိုရဲ့စိန်ခေါ်မှုကိုဝင်မပြိုင်ကျင်ပေမဲ့သူ့မှာအားနေတဲ့အချိန်တွေကိုဖြုံးမှုအတွက်လက်ခံလိုက်ပါရီဒါကဇိုရိုအတွက်အင်အားမများတာတဲ့ပြိုင်ပွဲဖြစ်တော်မလို့သူ့ရဲ့နာမည်ကြီးထားကိုအသုံးမပြုပဲဒါပီစီကွေတီတီလေးနဲ့တိုက်မယ်လို့ဆုံးဖြတ်ခဲ့ပါရီအားလုံးကမီဟောနဲ့ဇိုရိုရဲ့ပွဲကိုစိတ်ဝင်စားနေကြပြီဇိုရိုကလည်းမီဟောအတွက်သူကပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်လို့ယုံကြည်မှုရှိနေပါရီ ဇူရူကသူ့ရဲ့ဓာတ်သုံးလက်ကိုတုံးပြီးဝင်တိုက်ခိုက်ပေမဲ့လူတကာကြောက်ရွံ့ပြီးရှုံးနေရတဲ့ဇူရူခန်းစားချက်ကိုမီဟောကအေးအေးဆေးဆေးလေးပဲရပ်တန့်သွားအောင်လုပ်ပြလိုက်ပါရီအရှိသမုတ်တရာကသမုတ်တရာကြီးလေးခုတွေကအញ្ញံဆုံးပင်လယ်ဓားတွေပဲရှိတဲ့နေရာမို့လို့မီဟောကဇူရူကိုကလေးသာသာလိုပဲမြင်တယ်လို့ခန့်နေလိုက်ပါရီဒါကိုမချိနဲ့တဲ့ဇူရူကအင်အားတွေအများကြီးသုံးပေမဲ့မီဟောရဲ့လက်ထဲမှာဘလူးမထီအောင်မတိုက်နိုင်ပေမောပြီးတော့သာလဲကျသွားရပါရီဒါပေမဲ့အခုထိအရှုံးမပေးတဲ့ဇူရူကနောက်ဆုံးလက်ကြံကြံတဲ့အထိမီဟောနဲ့ဘိုင်ဝမ်ကျုံမှုအတွက်ဆန္ဒရှိနေတော့မှာပဲ ဇိုရိုကမီဟော့ရဲ့ဓာတ်ချက်တွေကိုမြင်နေရစဉ်မှာသူ့ရဲ့အတိတ်ကနေရက်တွေကိုပြန်တရီရသွားခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းမလေးစီမှာခဏခဏရှုံးနေနေတဲ့ဇိုရိုရဲ့ငယ်ဘဝပုံရိပ်တွေကအခုထိသူ့စိတ်ထဲမှာလက်ဆက်နေသေးပါ။မိန်းကလေးဖြစ်တော်မူဓာသမလှုပ်လို့မရတာကြောင့်အားငယ်နေတဲ့တငယ်ချင်းကိုဇိုရိုကတနေ့မှ "तू ကကဘာမှအတော်ဆုံးဓာသမတစ်ယောက်ဖြစ်လာစေရမယ်"လို့ဂရုပေးခဲ့ပါတယ်။တငယ်ချင်းလေးသေဆုံးသွားတဲ့အခါမှာလေဇိုရိုကသူ့တယောက်တည်းပေးထားတဲ့ဂရုကိုတီးဖို့အကျိတ်နဲ့ကြိုးစားရင်းအစင်းပြီးတစ်ဆင့်နဲ့ဒီနေရာကိုရောက်ရှိလာခဲ့ရတာပါ။ မိဟောကရှုံးနေနေတာတော့မှအခုထိအချုံးမပေးသေးတဲ့ဆိုတော့ကိုမင်းမဘာတာဝန်နေများရှိနေလို့အခုလိုစူးစမ်းနေရတာလဲလူညံနေလို့မိလိုက်ပါလေလူညံနေလို့ခေါ်လိုက်တာကြောင့်လူဖီယောဂျူနီတို့ကပါဒေါသထွက်နေပေမဲ့ဇိုရိုကတော့နောက်တစ်ချိန်ပြန်ပြီးတိုက်ခိုက်ခဲ့ပါလေဒီတစ်ခါမှတော့မိဟောရဲ့ဒါကြောင့်ကဇိုရိုရဲ့နှလုံးသားတက်တဲ့ကိုထိသွားခဲ့ပါလေမိဟောကရှောင်လို့ရတာတော့မရှောင်ပဲအသေးခံနေတဲ့ဇိုရိုကိုအတော်လေးစိတ်ဝင်စားသွားပြီးဘာလို့အနောက်မဆုတ်တာလဲလို့မေးပါလေဇိုရိုကတော့ဒီအချိန်မှာသူခြေလန်းတလန်းဆုတ်ခဲ့ရင်သူ့ရဲ့စူးစမ်းထားသမျှတွေလည်းအားလုံးကုန်သွားမယ်လို့ထင်နေတယ်လို့ပြောလိုက်ပြီး သူကရှုံးနေတာထက်တေရာဝသာရွေးချယ်မှာပါလို့ရဲရဲကြီးပြောလိုက်ပါရီဒီလိုမျိုးခိုင်မာတဲ့စိတ်ဓာတ်နဲ့ဇိုရိုကိုမီဟောကသဘောကျပြီးမင်းရဲ့နာမည်ကဘာတူလဲလို့မေးလိုက်ပါရီဇိုရိုကသူ့နာမည်ဖြစ်တဲ့ရိုရိုနွာဇိုရိုလို့ဂုဏ်ယူစွာပြောပြလိုက်ပါရီမီဟောကတော့ဇိုရီရဲ့ရှင်ပြိုင်မှုအတွက်အတိတ်ပဲရှိဖို့သူ့ရဲ့နာမည်ကြီးသားကိုထုတ်ပြီးတိုက်ခိုက်ပေးမယ်လို့ပြောပါရီဘီကဝိုင်းကြည့်နေတဲ့သူတွေကလည်းပဲဇိုရိုအတွက်ရမ်းစိတ်ပူနေပေမဲ့လူဖီကသူ့ရဲ့အဖွဲတွေကဒါသမားတွေအတွက်အရန်ဂုဏ်ယူနေကြတာပါဒါပေမဲ့ဒီတစ်ခါမှလည်းဇိုရိုကမီဟောလက်ထဲမှာရှုံးသွားခဲ့ပြန်ပါရီ ဇူရူရင်တော့ကပြောခဲ့သလိုသူ့ရဲ့ဓာသမဘဝမှာကမ္ဘာအတော်ဆုံးဓာသမဖြစ်ဖို့ကရည်မှန်းချက်တစ်ခုဖြစ်ပြီးအဲ့ဒီရည်မှန်းချက်အတွက်အသက်ကိုယ်တော်ဆွတ်နိုင်နေဆိုတဲ့ဇာတ်ကိုပြန်သတိရသွားပါရည်ဇူရူကသူပြောခဲ့သလိုမျိုးသူ့ရဲ့ရည်မှန်းချက်အတွက်အသက်ဆွတ်သွားတာကြောင့်ဘေးကဆန်ကြီးကတော့တောက်ယူရည်အသက်ကိုဆွတ်ဖို့ထက်ရည်မှန်းချက်ကိုဆွတ်နာကပိုပြီးတော့ရွယ်တယ်လို့ဩပြောနေပေမဲ့ဇူရူကတော့ရည်ထဲကိုပြုတ်ချသွားခဲ့ပါရည်ဒါကိုကြည့်မနေနိုင်တဲ့လူဖီကသူ့ရဲ့ရာဘာဆွမ်းနဲ့မီဟော့ကိုတိုက်ခတ်လိုက်ပါရည် ဒါပေမဲ့လူဖီယက်ထုံးစံအတိုင်းကကြိုးကြောင်ကယင်စားဖြစ်ပေမဲ့ဘီနာကပရိသတ်တို့ကတော့လူဖီယက်နဲ့ဆိုးသည့်ဒီအစွမ်းကိုတွေ့ပြီးလန့်ကုန်ကြပါလေမိဟောကဂုဏဝတိုက်ပွဲမှာဘာမှဝင်မလို့ပဲအေးအေးဆေးဆေးလေးကြည့်နေပြီးတဲ့အတွက်လူဖီကိုဂျေဆုတင်စကားပြောပါလေပြီးတော့သူဇိုရိုကိုမတက်ခဲ့တာကြောင့်နောက်တစ်ချိန်မှာလူဖီတို့အဖွဲ့နဲ့ပြန်တွေ့ကျင်သေးပါတယ်လို့ပြောလိုက်ပါလေဇိုရိုကိုလည်းတေချာလေးလာပါတေချာလေးချင်းမှာတစ်ချိန်ချိန်မှာကပောက်အထော်ဆုံးဓာသမနေရာကိုရောက်ဖို့သူကတေချာပေါက်စောင့်နေအောင်မှဖြစ်ပြီးသူ့ကိုတိုက်ပြီးတော့ဒီဓာတ်ကိုလာယူနိုင်အောင်ကြိုးစားပါလို့မှာလိုက်ပါလေ လူဗီကိုလည်းမီဟော့ကမင်းရဲ့ရီမန်းချက်ကဘာလဲလို့မေးပါရီလူဗီကပင်လယ်ဓားပြင်ဖြစ်ဖို့နဲ့သူ့ရဲ့ရီမန်းချက်ဖြစ်ကြောင်းကိုပြောတဲ့အခါဒါကတော့ကဘာအတော်ဆုံးဓာသမားကိုအနိုင်ယူရာထက်တော်ခက်သေးတာပဲလို့ဝေဖန်လိုက်ပါတော့တယ်လူဗီကတော့ဘယ်အရာကိုမှလုံးမကြည့်ပဲမသိနိုင်ဘူးလေလို့ပြောနေတော့မှဇိုရိုကနိုးလာပါရီနိုးလာလာချင်းမှာဇိုရိုကလူဗီကိုစိတ်ပူစေခဲ့လို့တောင်းပန်လိုက်ပါရီပြီးတော့လူဗီလိုချင်တာကအတော်ဆုံးဓာသမားဖြစ်တာကြောင့်သူ့ဘက်ကနေဒီနေ့မှအတော်ဆုံးဖြစ်လာစီရမယ်လို့ဂရီပေးလိုက်ပါရီမီဟောကထူးဆန်းတဲ့လူဗီရိုးဖွဲ့ကိုကြည့်ပြီးဒီနေ့မှပြန်ဆောင်ကြရအောင်လို့ပြောကပြန်မို့ပြန်ပါရီ ဒါပေမဲ့ဒွန်ခရီကတော့မီဟော့ကိုပေးမပြန်မဲသူ့ရဲ့လက်နက်တွေနဲ့တိုက်ခိုက်ပါရီဒီလိုဝေယုံသုံးကားဖြစ်နေတဲ့အချိန်မှာနာမီရဲ့နောက်ကိုလိုက်ရမယ့်ဦးစုပ်ကစာပေါ်မှုစံကြီးကိုလူဖီကိုရောင်းအောင်ခေါ်ခဲ့ဖို့အတွက်မှာခဲ့ပြီးတနေ့မှသူတို့တွေပြန်ဆောင်ကြမယ်လို့ပြောကနာမီနောက်ကိုလိုက်သွားပါရီလူဖီကဒွန်ခရီကိုသာဖမ်းပေးနိုင်ခဲ့ရင်သူဆက်ရမယ့်အကြွေးတွေကိုကြည်မလားလို့ဇက်ကိုမိလိုက်ပြီးဇက်ကလည်းလူဖီရဲ့ကမ်းလှမ်းချက်တွေကိုလက်ခံလိုက်ပါရီ